ိတ်ဆိတ်ငြိမ်သက်ပြီးအရန်ကိုမှနေလို့ကောင်းမဲ့ရက်ွက်လေးဖြစ်တဲ့ဗရိတာစင်းကြီးရဲ့အနီးဆက်ဆုံးမှာဝေယူပိုက်ဆိုင်ရမယ့်အခန်းကိုဟောက်ဆုပ်လုပ်ပြီးပါမယ်။အနှစ်ပေပတ်လေကြီးပြိုင်ခင်းမိထားပြီးတော့အရှိမျက်နှာစာ view ကကောင်းကောင်းမြင်ရပြီးလေကောင်းလေတန်လေးရမယ်။ဝရဏစပေးကတော်တော်လေးကိုကျေရပဲဖြစ်ပါတယ်။အိတ်ခန်းအိမ်ခန်းမှာပါကီအပြည့်ခင်းမိထားပြီးတော့ကိုပိုင်မီတာကိုပိုင်မော်တာများတက်ဆင်ပေးထားမယ်။ TV တင်လို့ရမယ့် cabinet တွေပါဝင်မယ်။ TV စင်းကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကလပ်ပါတဲ့နန်ရန်ကန့်နာကြီးကိုမြင်တွေ့ရ ပြီးရောဆိုဖာစတီတစုံပါမယ်။ပရင်းပေါက်ပတ်ပတ်လေးမှာကိုရီးယားကျိုးဆဲလိုက်ကြရင်တက်ဆင်ပေးထားပြီးရောအေယာကွန်တလုံးလေးပါဝင်ပါသေးရဲ့ရှင့်။စီလင်မှာအလှကျက်သေးရင်လည်းမျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပါဗါ။အိတ်ခဲအပြင်ဘက်မှာဘီတင်နေတဲ့ပုံဖော်အလှဆင်ပေးထားမယ်။ဝေါ်လက်တွေတက်ဆင်ပေးထားပြီးရောအခန်းတိုင်းမှာမိုင်းစီတော့တက်ဆင်ပေးထားပဲဖြစ်ပါတယ်။ခန်းတိုင်းမှာပရင်းပေါက်တွေပါဝင်ပြီးရောဘေးနှက်ဖက်မှာတိုက်အမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းအောင်နဲ့လင်းဝင်လေးထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်။

တိုင်းအသည့်ဆက်ဆက်လူမနေရသေးတဲ့အခန်းကိုမှဘန်းနဲ့ချိဆက်ဝယ်ယူလို့ရပါတယ်ရှင်အခန်းရဲ့ပေချေက16ပေ54ပေကျေဝန်းပြီးတော့အရောင်းစင်းလုံးက3200ကိုအထူးညှိနှိုင်းရောက်ချပေးတော့မှာပဲဖြစ်ပါတယ်ရှင်မိန်လမ်းမကြီးနှစ်ခုဖြစ်တဲ့သူမင်္ဂလာလမ်းမကြီးမြင့်တာလမ်းမကြီးအနီးတို့မှာတည်ရှိနေရပဲဖြစ်ပါတယ်ရှင်မိဖို့ကန်းနဲ့ဧကန်းချာမှာမှန်စလိုက်တော့အသုံးပြုပေးထားပြီးကျွေပြားတွေအပြည့်ခင်းပေးထားမယ်ရေချိုးကန်းအိမ်သာတီးတန့်ပါဝင်ပြီးကျွေပြားခင်းရေတိုင်ငင်တစ်လုံးပါဝင်မယ် ဘိုးရိုင်းအင်တာအသစ်ဆက်ဆက်တလုံးတက်ဆင်ပြီးသားပဲဖြစ်ပါတယ်။နေစင်းနေရာကိုတိချအသုံးပြုပေးထားပြီးရောမီးဖို့ခုံကအစာကြေးပြားခင်းကြေးပြားကပ်ပေးထားမယ်။တောင်းကလာကရေလိုင်းကတော့အတော်လေးကိုကောင်းပါတယ်။အလင်းရောင်ကောင်းကောင်းရမယ်ဗရင်းပေါက်တွေတက်ဆင်ပြီးသားပြီးရော emergency အပေါက်မှာဆိုရင်တစ်သားတကားကိုလုံးဝစိတ်ဖြစ်အောင်တက်ဆင်ပြီးသားပဲဖြစ်ပါတယ်။ တောင်ဥက္ကလာပါမြို့နယ်မှာရှိတဲ့12ရပ်ကွက်ဗရန်နီလမ်းတို့ရဒေးလွှတ်အခန်းလေးနဲ့မိတ်ဆက်ပြီးနေရပဲဖြစ်ပါတယ်ရှင်။တိုင်းအမှတ်ပေါင်းချင်းကကိုဖြစ်ပြီးရောမြောက်အလှည့်ဖြစ်ပါတယ်ရှင်။ရှင်စင်မိတ်ဆက်ပေးခဲ့တဲ့အခန်းကိုတိုင်းနဲ့သက်လို့ကြီးရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုတဲ့ကစားမများအနေဖြင့်ရှင်စင်ရီရဲ့ estate ကိုဆက်သွယ်ပေးပါရှင်။နောက်ရက်များမှာအခန်းပေါင်းများစွာကိုရောင်းချပေးသွားပါဦးမယ်။အားပေးမှုအတွက်ကျေးဇူးအထူးဝင်တင်ရှိပါတယ်ရှင်။